မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးမြမစစ်တပ်ကကျူးလွန်နေသည့်လူသားမျိုးနွယ်ပေါ်ဆင့်ရဆုံးမှုများကိုနိုင်ငံတကာတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ចောင်းမဲ့ဖွေရနောက်ဆက်တွဲအကျိုးဆက်များကိုမြမနိုင်ငံ၏လက်ရှိချိန်တွေကထင်ရှားစွာလင်းဟပြသနေဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်စစ်တပ်ကကျူးလွန်နေသည့်လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကျောင်းမဲ့ဖွေရာနောက်ဆက်တွဲကျိုးဆက်များကိုမြန်မာနိုင်ငံ၏လက်ရှိအခြေအနေကထင်ရှားစွာလင်းဟပြသနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်နှံကိုယ်စားလှယ်တန်မဲကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါသည်။ ယမန်နှင့်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကြိမ်80မြောက်ကုလသမဂ္ဂတွေ့ထွေညီလာခံဥပဒေရေးရာကော်မတီစက်ထမောက်ကော်မတီအထွေထွေဆွေးနွေးပွဲအစည်းအဝေး MS 87လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကောင်းစဉ်ဖြင့်အထွေထွေဆွေးနွေးမှုတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည် မြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရာအနှံ့မှာလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုအပြည့်ပြည့်ဆိုင်ရာအတိုင်းဝန်ကပြတ်သားစွာတုံ့ပြန်ရေးယူနိုင်ရန်ပြက်ကွက်နေခြင်း၏ကြောင့်မဲ့ဖွေရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံ၏လက်ရှိအခြေအနေကထင်ရှားစွာလျက်ပြသနေကြောင်း2025ခုနှစ်စက်တင်ဘာလတွင်လူခွင့်ရေးကောင်စီသို့တင်သွင်းခဲ့သည့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်နေရာ၏အစဉ်ခန့်စာ၌အကြမ်းဖက်ဆေးအုပ်စု ုကကျွန်းလွန်နေသည့်ရာဇဝမှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ပွဲရာထောက်ထားများဖြင့်ဖော်ပြထားကြောင်းတမ်းမကြီးကပြောဆိုပါသည် အကြံဖက်စီအုပ်စုသည်၎င်းတို့၏ရက်ဆက်ကြမ်းကြုတ်သည့်ရောင်းစုံမှုများကိုတာဝန်ခံမှုမှရှောင်လွှဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စီရန်ရည်ရွယ်ချက်ဖြင့်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်းတရားဝင်မှုကိုအတူရောင်ဖန်တီးရန်ကြိုးပမ်းမှုများသည်ရက်ဆက်ကြမ်းကြုတ်သည့်ရောင်းစုံမှုကျွလွန်သူများကိုအပြစ်ပေးရေးယူခံရမှုမှကာကွယ်ပေးနိုင်မည်လည်းမဟုတ်သလိုအကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်းမဲ့ကြီးကထောက်ပြပါသည်လူသားမျိုးနွယ်ပေါ်ကျွလွန်သည့်ရောင်းစုံမှုများအတွက်တာဝန်ရှိသူများကိုအပြစ် ီဆိုင်ရာရာဇဝတ်တရားရုံးနှင့်အခြားသောသက်ဆိုင်ရာတရားစီရင်ရန်ညားများ၏တင့်လျော်သည့်တရားစီရင်လုပ်ငန်းစဉ်များမှတဆင့်အပါအဝင်အပြစ်ပေးရေးယူရမည်ဖြစ်ပြီးအကျန်းဖက်စေအုပ်စုကစီစဉ်နေသောအတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာ ပေးချပြည်ရန်နှင့်ဆေးအာဏာရှင်စနစ်ကိုဆုံးသက်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးမျှတသောအနာဂတ်ကိုရရှိစေရို့အတွက်မြန်မာပြည်သူများ၏ကြိုးပမ်းမှုများတွင်ခိုင်ခိုင်မာမာအထူးတကားနီလန်အားလုံးကိုအသုံးပြု၍ယက်တီပေးကြရန်ပြည်ပြည်ဆိုင်ရာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းအမဲကြီးကတောင်းဆိုပါသည် စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည် ခွဲခြားမှုမရှိနေကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကအကြောင်းစီကံနှင့်ဘာသာရေးအဆောက်အအုံတထောင်ကျော်ပါဝင်ပုဂ္ဂလိကအဆောက်အဦပေါင်း တသိန်းကျော်ပြည်စည်းဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်သောဆုလိုက်ပြုံလိုက်တက်ဖြတ်မှု452ကျိန်ကျူးလွန်ခဲ့ပြီးကလင်းငယ်ရာကနေပါဝင်အရက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအကြမ်းဖက်စစ်တပ်ဟာတရားမဝင်အတင်းကျပ်စစ်သားစုဆောင်းမှုပေါင်း1618ကျိန်လည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများပါဝင်လူပေါင်း3000ကျော်ကိုအတင်းကျပ်စစ်သားစုဆောင်းခဲ့ပါကြောင်း 2025ခုနှစ်အောက်တိုဘာ6ရက်ဗုဒ္ဓဘာသာဝင်တို့၏နေရူးနေမြက်နေ့မှာပင်အကျန်းဖက်စစ်တပ်ဟာစကိုင်းတိုင်းဒေသကြီး6ဦးမြို့နယ်မှာလူစုလူဝေးတွင်ကိုလူမဆန်စွာလီချောင်းမှတိုက်ခိုက်ခဲ့ပြီးကလေးငယ်များပါဝင်အရက်သား20ခန့်အသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာတန်ရာရရှိခဲ့ပါကြောင်းတမ်းမဲကြီးကပြောဆိုပါသည်အကြံဖက်စစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝမှုများနဲ့ဆင့်ရောက်ဇဝမှုများကျူးလွန်ရာမှာချင်းကချင်းကရင်နီကရ ကရင်ရခိုင်ရှမ်းစကိုင်းနယ်မကွေးတိုင်းဒေသကြီးများရှိရက်သားများပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့သည့်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများတိတိတတ်တာများပြားလာခြင်းစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိမ်ပိုင်းဆိုင်ရာကြမ်းဖက်မှုများကလေးတငယ်များပါဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိကြောင်းလည်းတမ်းမဲ့ကြီးကရှင်းပြကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့ တနိုင်ငံလုံးအတိုင်းအတာဖြင့်ရွှေကောက်ပွဲကိုရှားနှုံးပြည့်ကျင်းပနိုင်တော်မူမဟုတ်ဟုအကြံဖက်မင်းအောင်လှိုင်ဝန်ခံတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ရွှေကောက်ပွဲကိုရှားနှုံးပြည့်ကျင်းပနိုင်တော်မူမဟုတ်ကြောင်းအကြံဖက်မင်းအောင်လှိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်။ယနေ့နေပြည်တော်တွင်ပြုလုပ်သည့်ဆယ်နှစ်ပြည့် NCA နှစ်ပတ်လည်ခမ်းနားတွင်အကြံဖက်မင်းအောင်လှိုင်ကထို့သို့ပြောဆိုခြင်းဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာ28ရက်နေ့မှစတင်၍ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်းတို့ရတွင်ရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းပထမဆင့်နေဖြင့်မြို့နယ်ပေါင်း102မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးဒုတိယအဆင့်တွင်မြို့နယ်ပေါင်း100ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယအဆင့်တွင်ကြန့်ရှိနေသောမြို့နယ်များမှရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါသည် ရန်နှုံးပြေတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်ရန်နှုံးပြေကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှာလဲရန်နှုံးပြေမလုံနိုင်ခဲ့ပါဘူးအကြောင်းမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလဲနောင်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားပြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာလဲပြောလိုပါတယ်ဟုမင်းအောင်လိုင်ကပြောဆိုပါတယ် လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောင်း9000ကျော်ကစီရင်ပေးသွင်းထားပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်6ပါတီကရှင်းပြိုင်မည်ဖြစ်ကရင်းပါတီများတွင်ကျန်းဖို့ပါတီကကိုယ်စားလှယ်ရေးအတွက်1000ကျော်ဖြင့်အများဆုံးရှင်းပြိုင်မည်ဖြစ်ကြောင်းသိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိထီလာနယ်ရေတာရှည်မြို့နယ်တို့တွင်စစ်မှုထဲအပတ်စဉ်၁၈တွဲလူငယ်69ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်၂ဦးစီးနှင်းတဲ့လူငယ်များကိုစစ်မှုထဲအပတ်စဉ်၁၈တွဲပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။အော်တိုဘာလ14ရက်ည8နာရီခန့်မှာစတင်ပြီးမိထီလာမြို့ရှိဘဲကန်စီနီမှာအကြမ်းဖက်စစ်သားများကစစ်မှုထဲအမှတ်စဉ်၁၈တွဲဆိုင်ကယ်၂စီးစီးနှင်း ဆိုင်ကယ်နှစ်ဦးစီးနင်းလာတဲ့လူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါဗျ။ ထို့သောဘော်ဒါဆွဲဖန်စီသွားသောလူငယ်20ကျော်ကိုအကြမ်းဖက်စစ်တပ်ကခန္လာရ133တိုင်ရင်ကိုဖန်စီခေါ်ဆောင်သွားပြီးလက်ရှိချိန်ထိလူငယ်များ၏မိသားစုဝင်များကဘော်ဒါဆွဲဖန်စီခံရသည်ကိုမသိရှိသောကြောင့်လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်းသိရှိရပါသည်။အလောင်းတူအော်တိုဘာ12ရက်နေ့ကလည်းမေတီလာမျိုးနွယ်အတွင်းအကြမ်းဖက်စစ်သားများကအင်စည်းကားများဖြင့်လိုက်လံဘော်ဒါဆွဲဖန်စီရာလူငယ်9ဦးဖန်စီခံခဲ့ရကြောင်းသိရပါသည်။ လက်ရှိချိန်တွင်အကျန်းဖက်စစ်တပ်ဟာစစ်မှုထမ်းရထားချက်မပြည့်မီသောကြောင့်စစ်တပ်နဲ့ပတ်စင်များမပြီးခင်လူငယ်များကိုစုဆောင်းပြီးထတ်တိုးအင်အားဖြင့်ရသမျှဖမ်းဆီးပို့ဆောင်နေကြောင်းအကျန်းဖက်စစ်တပ်သည်ဗူတာယုံများကားကိတ်များကိုပြတ်မှတ်ထားပြီးလူငယ်များကိုပေါ်တောင်ဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ပြင်ပဲခူးတိုင်းရီတောင်ရှင်မြို့နယ်မှာလည်းမြို့နယ်ထွေုံယုံမှာလက်ထောက်ညွန်ကြိုင်မှုဥက္ကဋ္ဌကလည်းစစ်မှုတဲ့အပတ်စဉ်၁၈တွဲလူငယ်၄၀ဦးကိုပေါ်တောင်ဆွဲဖမ်းဆီးကစစ်မှုတိုင်ရန်ပို့ဆောင်ပေးခဲ့ကြောင်းထွေုံယုံတရင်ရှင်မြစ်ကပြောဆိုပါရယ်အော်တိုဘာလတွင်ရေတောင်ရှင်မြို့နယ်မှာစစ်မှုရန်တပ်သားတဲ့လူငယ်38ဦးကိုပေးပို့ရန်အကြမ်းဖက်စစ်တပ်ကစေခိုင်းခဲ့တော်လဲလက်ထောက်ညွန်ကြိုင်မှုဥက္ကဋ္ဌကလူငယ်40ဦးကိုပေါ်တောင်ဆွဲဖမ်းဆီးကစစ်မှုရန်တပ်သားတဲ့အဖြစ်စစ်တပ်ထဲပို့ဆောင်ပေးခဲ့ကြောင်းသိရပါရယ် ဥက္ကတန်ဆိုတဲ့စစ်သားလက်ပါစေကရေတောင်ရှည်မြို့နယ်ကမပြောင်းရွှေ့ရရေးတွဲစစ်မှုရန်စုဆောင်မှုကိုရထားချက်ပြည့်မီအောင်စုဆောင်ပေးလိမ့်ရှိပါတယ်။ယခုလအတွက်တိုင်းစစ်ကောင်စီကစစ်မှုရန်တပ်သားတဲ့39ဦးအချို့ကျတောင်းဆိုထားတာကိုလူငယ်40ဦးပေါ်တောင်ဆွဲဖမ်းဆီးပြီးစုဆောင်ရေးကိုပို့ဆောင်ပေးလိုက်ပါတယ်ဟုထွေယုံတရင်ရှင်မြစ်ကပြောဆိုပါတယ်။ အစောပိုင်းရေတာရှည်မြို့နယ်ထွေဥရုံဦးစည်းဌာနမှလက်ထောက်ညွှန်ကြားမှုဥက္ကဋ္ဌဟာမြို့နယ်တွင်မှတာဝန်ကျသည်မှ၅နှစ်ခန့်ရှိပြီဖြစ်ပြီးစစ်မှုထမ်းရဲလူငယ်များကိုပေါ်တောင်ဆွဲဖမ်းဆီးသည်မှလွန်စွာတာဝန်ကျေသူဖြစ်ကြောင်းရေတာရှည်မြို့နယ်ထဲမှလည်း၎င်း၏မယားဖြစ်သူပိုင်ဆိုင်တဲ့ရွှေဆိုင်နှင့်အင်ချမ်းမြေများစွာရှိကြောင်းသိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့တီဘောမျိုးအနီးတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့နယ်ကချင်းရွာနေရွာမှာစစ်ကောင်စီတပ်နဲ့တန်းတပ်မတော် GNL တို့တိုက်ပွဲပြင်းထန်ဖြစ်နေပြီးစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းပြင် drone လေးကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့ရှမ်းပြည်တိုတက်ရေးပါတီ SSPP ကတင်ထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်ဖို့ကြိုးစားနေတဲ့ဒီဘောမြို့ရဲ့ဒီကနေ့အောက်တိုဘာ15ရက်ညနေအချိန်လေးကို SSPP က၄နာရီခန့်မှထုတ်ပြန်လာပါဗိုလ်ချုပ်ချင်းရွာအုပ်စုတွေကနောက်ခိုင်ချင်းရွာနဲ့ခေါင်းခါချင်းရွာမှာစစ်ကောင်စီတပ်ကအင်အား300ဝန်းကျင် င်နဲ့ TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့အတည်ပြုထားပါတယ်။